ကိုယ်ရဲ့နောက်မှာ wisdom လို့ခေါ်တဲ့ပညာအားမလိုက်ပါဒီတမာရီနဲ့ပညာမလိုက်တဲ့ပုဂ္ဂိုလ်ဒီဘာပဲလုပ်လို့အောင်မြင်မှုရလားမရဘူးအားလုံးသောအရာတွေဒီ wisdom တွေဖြစ်တတ်ပါနော်အချိန်တွေကုန်သွားတာရှိတယ်တန်မိုးရှိလိုက်လားမရှိဘူးအဲ့ဒါကြောင့်မို့အခုတရားနာကြရင်လည်းပဲအလုံးသောသူတော်စင်များကဘလို့နာမလဲပြောရင်တတိလေးနဲ့သမာဓိလေးနဲ့ပညာလေးနဲ့နာရ။ဘာနဲ့နာရမလဲ။ ဉာဏ်ရည်လေးနဲ့နာပေးရမယ်အဲ့လိုနာနိုင်တယ်ဟဲ့လို့ဆိုလို့ရှိရင်တရားဟောရတဲ့ပုဂ္ဂိုလ်ရောတရားဝယ်ကျင့်ပါရတဲ့ပုဂ္ဂိုလ်ရောတရားနာရတဲ့ပုဂ္ဂိုလ်ရောအကျိုးမရှိဘူးလားရှိတယ်အဲ့ဒါမျိုးတရားဝယ်ဖြစ်အောင်တို့သူတော်စင်များကကြိုးစားပြီးတော့နာကြားကြရနော်ဦးစင်းကအခုတရားဟောတဲ့အပိုင်းမှာဘာလို့ဒီအထူးအဆန်းနဲ့မဆူမဆန်းကိုးကွယ်မှုများလို့ ဘာလို့ဒီကောင်းစည်းကိုရွေးလိုက်တာလဲလို့ပြောရင်အဓိကကတော့သာသနာ့ကွဲမှာဆိုးလို့ပဲဘာလို့လဲသာသနာ့ကွဲမှာဆိုးလို့ဒါမျိုးတွေလှုပ်လို့ရှင် သာသနာ့ကွဲတတ်သလားဖရာလို့မေးเสียရရှိပါအထူးအဆန်းတွေကိုစတန့်ထွင်ပြီးတော့တစ်ဖက်ကလှုပ်ရင်တစ်ဖက်ကပုဂ္ဂိုလ်များကလည်းပဲထူးထူးဆန်းဆန်းဖြစ်ရင်ဟုတ်ကြီးထင်ပြီးတော့လိုက်ပြီးတော့ကိုယ်ွယ်ကြရင် လောကမှာဘာတွေများလာမလဲပြောရင်အထူးအဆန်းစတန့်ထွင်မှုတွေများလာမယ်နော်ထူးဆန်းအကျင့်တွေပေါ်မလာနိုင်ဘူးလားပေါ်လာနိုင်တယ်ဗျာပေါ်လာနိုင်တယ်အဲ့ဒါကြောင့်မို့အလုံးသော သူတော်စင်များကဒီလိုပေါ်လာတဲ့အရာများကိုဓမ္မဆိုတဲ့ဒီဘက်ကပေရန်နဲ့တိုင်းတိုင်းကြည့်ရဗာနဲ့တိုင်းကြည့်ရမလဲဓမ္မဆိုတဲ့ပေရန်နဲ့တိုင်းတိုင်းပြီးတော့ကြည့်ရမယ်တို့ကိုယ်ွယ်မဲ့အရာများသည် တကယ်ထူးဆန်းတဲ့အရာတွေဟုတ်ရဲ့လားဒါတွေကိုကိုးကွယ်သွားဖြင့်ငါတို့ဟာမှန်ကန်တဲ့အကျင့်မှန်ကန်တဲ့လမ်းစဉ်ကိုရနိုင်သလားဆိုတာဓမ္မနဲ့ချိန်ထိုးပြီးတော့မစစ်သင့်ဘူးလားစစ်သင့်တယ်အဲ့ဒါမျိုးစစ်မှု မရှိရင်တော့အဲ့ဒီပုံကိုယ်ကြီးရဲ့ကိုးကွယ်မှုသည်ဘာနဲ့သွားတူမလဲပြောရင်နဖူးပွန်းနဲ့နောက်ကပါလေနဖူးပွန်းနဲ့ပါရှိသေးဒူပွန်းခံက ကိုးကွယ်ပါလေဆရာလွဲကငရဲအပင်အမြစ်တွေဝွ့နွယ်ရှိလျာရာတဲ့ပါတယ်လေနဖူးပွန်းနဲ့ဒူပွန်းခံကကိုးကွယ်ပါလေဆရာလွဲကငရဲအပင်အမြစ်တွေဝွ့နွယ်ရှိလျာရာတဲ့သူဆန်းနဲ့ဆိုပြီးတော့ကိုးတော့ကိုးကွယ်လိုက်အဲ့ဒါမျိုးလိုက်ပြီးတော့ ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်များသည်ဘာရင်နဲ့တွေ့တယ်လဲပြောရင်နဖူးပွန်းခံဒူးပွန်းခံပြီးတော့ကိုးကွယ်ပြီမယ်တရားဓုတော့ရနိုင်ရဲ့လားမရဘဲနဲ့ဘာပဲဖြစ်မလို့ဆိုရင်နဖူးပွန်းနာနဲ့ဒူးပွန်းနာပဲအဖတ်တင်မယ်တဲ့ဘာသာရေးကိုအဲ့ရမျိုးကိုးကွယ်ရင်အလကားမဖြစ်ဘူးလားဖြစ်တယ်အဲ့ရမျိုးပေါ်ပေါ်ရော့ရော့ကိုယ်ွယ်ကြရင်လေ၊ကွယ်ခဲ့တဲ့နိုင်ငံတွေကိုလိုက်ပြီးတော့ကြည်ကြည်ဟုတ်လား ဘုရားဘာသာနိုင်ငံဘယ်နိုင်ငံကြီးကျွဲခဲ့လဲဘုရားဘာသာကြီးဘယ်နိုင်ငံကြီးကျွဲခဲ့တာရှိလဲအိန္ဒိယနိုင်ငံရှိတယ်ဘယ်နိုင်ငံရှိလဲအိန္ဒိယနိုင်ငံအေးနောက်တကအိန္ဒိယနိုင်ငံရှိတယ်နောက်ကအင်ဒိုနီးရှားရှိတယ်အဲ့ဒီရဲ့နောက်မှာဘာတွေရှိလဲလို့ပြောရင်အာဖဂန်နစ္စတန်နိုင်ငံတို့ရှိတယ်အဲ့ဒီနန်းလေးမှာရှိနေတဲ့အီရန်တို့အီရတ်တို့ရှိတယ်အဲ့ဒီနိုင်ငံတွေဒီတစ်ချိန်လုံးကဘာနိုင်ငံတွေလဲဘုရားဘာသာနိုင်ငံတွေ ုရားဘာသာရဲ့ဖြစ်နေပေမဲ့ဒီနေ့ခေဒီနေ့ခါသွားပြီးတော့ကြည်လိုက်တဲ့ကဘုရားဘာသာနိုင်ငံဟုတ်သေးလားမဟုတ်တော့ဘူးအဲ့ဒါဘာကြောင့်ကွဲသွားတာလဲပြောရင်အထူးဆန်းကျင့်စဉ်များကိုရန်တော်များကကျင့်ပြီးတော့လူဖြစ်တဲ့ပုဂ္ဂိုလ်များကနောက်ကနေအဟုတ်ကြီးထင်ပြီးတော့လိုက်ပြီးကိုးကွယ်ကြတဲ့အတွက်ကြောင့်ကွဲကုန်တာမကွဲဘူးလားကွဲတယ်အဲ့ဒါကြောင့်မို့လူတွေက အထူးအဆန်းတွေကိုဘာကြောင့်ကိုးကွယ်ခြင်းညတာလဲလို့လိုက်ပြီးတော့စဉ်းစားကြည့်ရနော်ဒီကောင်းစည်းရဲ့အောက်မှာလိုက်ပြီးတော့ကြည့်ရင်ဦးစင်းကစုပေါင်းဘယ်နှချက်လောက်ပေးမလဲလို့ပြောရင်73ချက်လောက်တော့ပေးမှာဘယ်နှချက်ပေးမလဲ73ချက်ပါဗျာနံပါတ်1ကဘာလဲပြောရင် လူသားနဲ့လောကရန်နဲ့ဘာလဲလဲနံပါတ်2ကကြတော့လောကရန်ကြုံဘယ်ပုံအားကိုးရှာမလဲဘာလဲလဲ ေးအဲ့ဒါအာကိုရှာတဲ့ခါဘာတွေနဲ့သွားတွေ့တယ်လို့ဆိုသဲစွန်းကိုတော်မျိုးနဲ့တွေ့တဲ့တင်ဘာစွန်းနဲ့တော့သဲစွန်းနောက်ထပ်ရေစွန်းနောက်ထပ်လေစွန်းနံပါတ်6ကြတော့သက်သက်လို့စွန်းနောက်ထပ်နံပါတ်9ကြတော့နံပါတ်7ကြဝစီဘိတ်အချင်းနံပါတ်9ကအခေါင်ပေးခြင်းနံပါတ်10ကနံပါတ်17ကနံပါတ်12ကနံပါတ် နံပါတ်3ကအရာရာအောင်မြင်စေသော စိတ်ဓာတ်၄မျိုးတဲ့အဲ့ဒီ73မျိုးသာမှတ်မိရင်ဟောလာဒီနေ့တရားပွဲတံမီမမှတ်မိရင်လည်းဘာဖြစ်လဲမတန်ဘူးပေါ့ကြောင်းမြန်လှန်လိုက်ဟောလာနော်အေးအဲ့ဒါကြိုးစားပြီးတော့နာဥစဉ်ရဲ့တရားနာကြတဲ့ကဒုသူတော်စင်များကစိတ်တိုင်းကြထိုင်လို့ရတယ်စိတ်တိုင်းကြနာလို့ရနော်စိတ်တိုင်းကြနာလို့ရတယ် ုကြိုက်တဲ့ဣရိယာပုတ်တိုင်နာလို့ရအောင်အရေးကြီးတာတော့ဘာအရေးကြီးလို့ဆိုရင်အိတ်မနေဖို့ရအရေးကြီးတယ်ဘာအရေးကြီးလို့အိတ်မနေဖို့ရအိတ်မနေဖို့ရအရေးကြီးတယ်နောက်တကပါဇက်ကြီးခဏခဏဖြဲမပြဖို့ရအရေးကြီးတယ်နော်ဘာတွေဖြဲဖြဲပြလဲဟာတခါလေးဒီကဟောတဲ့ပုဂ္ဂိုလ်ကိုလန့်လန့်လာနော်ဘာဖြစ်တာတော့အစွဲတွေပြတာလားနော်တရားဟောတာကသိမကြသေးဘူးတော်လေးနေပါဇက်ကြီးဖြဲပြီးလန့်လန့်ပြတယ်နော် အဲ့ကြတော့ဒါအချက်ပြီးတာလားနော်တရားဝဲတော်ဖို့ရတော့အချက်ပြီးတာလားဆိုတခါလေတန်တရားဖြစ်ရအေးအဲ့ဒါကြောင့်မို့ကိုယ့်အကိုအိတ်ချင်ရင်လည်းပဲတန်းကျင်ရင်လည်းပဲတပတ်လေးတွေမပါဘူးလားအေးတပတ်လေးတွေနဲ့ဟောလာပါဇက်တင်ပိတ်ကြည့်မကောင်းရင်လည်းမျက်ခွက်ပါအကုန်ပိတ်ချက်နော်အကုန်ပိတ်ပြီးတော့တန်းအားရပါရတန်းပြီးဆိုမှပခုံးပေါ်တပတ်လေးပြန်တင်ပြန်တာဟောလာခဏခဏကြည့်တန်းပြနေကြိုက်လား အေးဟောရင်းတဲ့ကောကဒီဟာအောက်ဂျွန်းထိုးချာမလို့ဖြစ်နေတာဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့တရားနာတဲ့အခါကျတော့အဲ့ဒီပုံစံကြီးမနာဖို့ရတော့အရေးကြီးတယ်ဟောရတဲ့ပုဂ္ဂိုလ်အားရှိရလားအဲ့လိုမျိုးဆိုရင်မရှိပါဘူးအင်းဟုတ်တာမဟုတ်တာပါသားဟုတ်လားအသားလေးငိုက်မယ်ဆိုတော့မှမတိမတာလေးငိုက်ဟုတ်လားနော်သဘောကျတယ်လို့လို့ပါလို့နဲ့ခေါင်းလေးဆက်လိုက်ပြန်ထောင်လိုက်အဲ့လိုမျိုးလေးနော်အေးအဲ့ဒါကြောင့်မို့အခုအထူးအဆန်းနဲ့မဆူမဆန်းကိုယ်ွယ်မှုများ ိုတဲ့အပိုင်းမှာနော်ဒီလူသားနဲ့လောကရန်နဲ့ဗါတယ်လေလူသားနဲ့လောကရန်ပါဗျာလူသားနဲ့လောကရန်ကိုကြည့်ကြည့်နော်လူသားဖြစ်တဲ့ပုဂ္ဂိုလ်ဒီလောကရန်နဲ့ကင်းနိုင်ရလားကင်းနိုင်ပါဗျာမကင်းနိုင်ဘူးလောကရန်နဲ့မကင်းနဲ့ဒီလူသားဖြစ်တဲ့ပုဂ္ဂိုလ်ဒီခံနိုင်ရရှိရဘာရှိရမလဲခံနိုင်ရရှိရမှာခံနိုင်ရရှိရမယ် တရားဘိုးတွေကျင်းပပြီးတော့တရားတွေနာနေခြင်းဒီအဲ့ဒါဘာရှိအောင်သင်္นานတက်နေတာလဲပြောရင် ခန္ဓာရင်ရှိအောင်လို့သင်္นานတက်နေကြတာနော်အဲ့ကြတော့ဘာတွေနဲ့တွေ့ရင်ခန္ဓာရင်ရှိအောင်လဲပြောရင်လောကရံနဲ့တွေ့ရင်ခန္ဓာရင်ရှိအောင်လို့ဘာနဲ့တွေ့ရင်လဲအဲ့ကြတော့လူသားဆိုတဲ့တရားဝါဒီတာမန်ပုဂ္ဂိုလ်ဟုတ်ရဲ့လားလူလူလို့ဘာလို့ခေါ်လဲလူလို့မခေါ်ကြဘူးလား ဘာလို့လူလို့ခေါ်လဲအသိဉာဏ်ရှိလို့ပါအသိဉာဏ်ရှိလို့ဘုရားရဲ့သာပေတိုင်းပြောရရင်တော့ကာရဏကာရဏံမနတိဇာနာတိတိမနုတော်ကာရဏကာရဏံအကြောင်းဟုတ်ဒီမဟုတ်ဒီမနတိဇာနာတိတိတက်ပါပေ၏ဣတိထို့ကြောင့်မနုတော်လူမြည်၏လူလူဆိုတာကအကြောင်းဟုတ်ဒီမဟုတ်ဒီတိတက်တဲ့အတွက်ကြောင့်ဘာလို့ခေါ်ရလဲ လူတဲ့ကိုလှုပ်လိုက်တဲ့လုပ်ငန်းတစ်ခုကဟုတ်ရဲ့လားမဟုတ်ဘူးလားလို့မသိတယ်မူလားသိတယ်နဲ့အဲ့လိုမျိုးသိနိုင်တဲ့စွမ်းအားရှိမှဘာစစ်တာလဲလူစစ်တာနှုတ်ဘုရင်လာနှစ်ချောင်းငယ်လူယုံနေတယ်ရလားနောက်တစ်ခုကဘာလဲပြောရင်ဟိတာဟိတံမနတိဇာနာတိတိမနုဿောတဲ့ဆိုကြည့်ပါဦးဘာလဲလဲဟိတာဟိတံမ ဟိတာဟိတံမနတိဇာနာတိတိမနုဿောဟိတာဟိတံအကျိုးဟုတ်သည် မဟုတ်သည်ကိုဘာလဲတော့အကျိုးဟုတ်သည်မဟုတ်သည်ကို အစီအပွားရှိသည်မရှိသည်ကို မနတိဇာနာတိသိတတ်ပါပေ၏ဣတိထို့ကြောင့်မနုဿော လူမည်၏အဲကြတော့လူဆိုတာခြုံပြီးတော့ပြောရင် အကြောင်းအကျိုးကို ခွဲခြားပြီးသိတတ်မှာဘာလို့ခေါ်ရလဲလူလို့ခေါ်ရတယ် အမားအမှန်ကို ခွဲခြားပြီးသိတတ်မှလူလို့ခေါ်ရတယ်အကောင်းအဆိုးကိုခွဲခြားပြီးသိတတ်မှဘာလို့ခေါ်ရလဲလူလို့ခေါ်ရတယ်လူဆိုတာဘယ်နှချက်လဲသုံးချက်ဘာတွေလဲပြောရင်အကြောင်းအကျိုးအကြောင်းအကျိုးကိုခွဲခြားပြီးတော့သိတတ်တဲ့အတွက်ကြောင့်လူတဲ့နောက်တစ်ခုကဘာလဲလဲ အကြောင်းအကျိုးကိုခွဲခြားပြီးသိတတ်မှလူအကောင်းအဆိုးကိုခွဲခြားပြီးသိတတ်မှလူအမားအမှန်ကိုခွဲခြားပြီးသိတတ်မှလူတာမန်နဲ့လူဟုတ်ရဲ့လားမဟုတ်ပါဘူးဗျာအေးနောက်တကလူဆိုတာမြန်မာလိုတက်ရိုက်အိဗယ်ဖွင့်ရင်တော့တလူလူတက်နေမှလူလို့ခေါ်ရတာဘာမှလူလို့ခေါ်ရလဲတလူလူတက်နေမှသူ့သွားကြည့်လိုက်ရင်ဒီနှစ်လဲဒီတိုင်းပဲနောက်နှစ်လဲ ဒီတိုင်းပဲဟိုးနောက်နေလေဒီတိုင်းပဲတက်ကိုမလာတော့ဘူးဘာတွေပဲတက်လာလေလို့ပြောရင်ဟောလာတာရောင်လာတာတွေပဲတက်လာတယ်ဘာတွေပဲတက်လာလဲဟောလာတာရောင်လာတာလေးပဲအဲ့ဒါဘာလေးတွေတက်လာဟင်အဲ့ဒါဖီလင်းတွေတက်လာတဲ့သဘောပဲဟုတ်လားနော်ဟောလာတာလေးတွေရောင်လာလေးပဲတက်လာတယ်စီးပွားရေးသွားကြည့်ဒီလောက်ဒီလောက်ပဲလူမှုရေးတိုးတက်သလားပြောရင်လည်းသွားကြည့်ဒီလောက်ဒီလောက်ပဲ ဘာသာရေးသွားကြည့်ဆုတ်တောင်ဆုတ်ယုတ်သွားသေးတာဟုတ်လားဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးကြတော့လောကလူရယ်လို့တာလာဖြစ်တာလူစစ်ရလားအေးဘာလေးပဲကွာလဲပြောရင်အမိလေးမပေါက်တာပဲကွာတာဟုတ်လားဘာလေးပဲကွာလဲအမိလေးမပေါက်တာအေးအဲ့ဒါကြောင့်လောကထဲမှာနေနေကိုယ်နောက်ကအမိလေးပေါက်သလားမပေါက်ဘူးလားစမ်းစမ်းကြည့်ရနော်စမ်းစမ်းပြီးတော့ကြည့်ရမယ်လောကထဲမှာအသက်ရှင်နေတာ ဲ့လိုဆိုတော့အမီးပေါက်သူနဲ့မပေါက်သူဘာကွာလဲပြောရင်တရိတ်ဆန်ရဲ့အဓိပ္ပာယ်ကိုပြန်ပြီးစဉ်းစားကြည့်တရိတ်ဆန်ဆိုတာမြန်မာလိုဘာပြောမြန်မာဆိုတာလည်းတရိတ်ဆန်ပဲလားဟုတ်လားနော်အဲတရိတ်ဆန်ဆိုတာကတဲ့ပါဠိစာပေတိရိသာနာကလားဘာလားလဲတိရိသာနာပြန်ပြီးတော့ပုတ်ခွဲကြည့်လိုက်သူ့ရဲ့ definition လေးကိုပြန်ပြီးတော့ကြည့်ကြည့်လိုက်တိနဲ့အိသာနာပေါင်းထားတာဘာနဲ့ဘာပေါင်းလဲတိနဲ့ တိဆိုတာက3လို့အဓိပ္ပာယ်အတိဆိုတာဗါတယ်လေ3လို့အဓိပ္ပာယ်အိဆာနာကလိုချင်ခြင်းနဲ့အိဆာနာကဗါတယ်လေလိုချင်ခြင်းပါအေးအဲ့ဒါအိဆာနာကလိုချင်ခြင်း3 kinds of wants နော်3မျိုးသောလိုချင်မှုပဲနော်လိုချင်မှု3မျိုး3မျိုးကိုသာ तू သိတယ်3မျိုးကိုသာ तू လိုချင်တယ်အဲ့ဒါကြောင့်